ရစ်တော်နဲ့လူလူပရိသတ်နဲ့အခြေတင်းတိမမှုတွေဖြစ်နေတဲ့ဇာတ်တွေကိုကြားရတယ်။သုံးနှစ်သုံးဘုသာသနာပြုတဲ့ချိန်မှာတော့တမန်အဖြစ်လူတွေရဲ့လိုအပ်ချက်တွေကိုဖြစ်ဆက်ပေးနေတဲ့ခရစ်တော်နဲ့သူတို့ကြားမှာဒီလိုခက်ခဲမရှိခဲ့ဘူး။အခုကဘယ်ကိုခရစ်တော်တရားဟောင်းရင်းနဲ့ဘယ်ဘက်ကိုသွားတယ်လဲဆိုလို့ရှိရင်ထာဝရဘုရားသခင်စီ လူတွေကိုဖိတ်ခေါ်နေပြီ။လူလောကအစိမ့်မှာကတော့အစဉ်ပြေတယ်ဘုရားသခင်ရဲ့အစဉ်ဘက်ကိုကူပြောင်းတယ် ခရစ်တော်သူကိုယ်တိုင်ကဘယ်ဟာလာတယ်ဘယ်သူဆိုတော့ကိုပို့ပို့ပြီးတော့ပြောလာတယ်လူတွေကလည်းတမန်လောကထဲမှာကျင်းလည်နေရင်းနဲ့ပဲပြီးသေးတော့မဟုတ်ဘူးကျွန်တော်တက်တမလုံးဘောဆိုတာရှိသေးတယ်ဘုရားသခင်သားသမီးတွေအဆင့်ဆိုတာဘလို့ဆိုတော့ကိုသူတို့မကြောက်ဘူးမတိဘူးမမြင်ဘူးတဲ့ຢာတွေကို ပြောလာတဲ့ချိန်မှာတော့ခံရလည်းခက်တယ်စဉ်းစားရလည်းမရဘူးဘာမှမတိဘူးဆိုတော့ခက်ကခက်စစ်ချိန်ကာလကိုဖြတ်တန်းသွားကြပြီ အဲ့ဒီကာလက conflictual situation ခေါ်တာပေါ့ကျွန်တော်တို့ conflict ပြုလုပ်တိုက်တဲ့နဲ့ကထောက်ကဆဖြစ်တဲ့အချိန်ဒါတကူသာအောင်းမှုမြဖြစ်တမ်းပြီးပြီဆိုလို့ရှိရင်တော့အဖျားကိုနားလေပြီးတော့ဝန်သားဆရာជីနူးဆရာအဆင့်တစ်ခုရောက်လာမှသိကြတာပဲ။ဗာနဲ့တူတဲ့ဆိုတော့ကလေးငယ်တယောက်ကတွားသွားနေရကနေပြီးတော့မတက်လမ်းလျှောက်တင်တဲ့အချိန်မှာပြုတ်ချပလက်ချသူများအကူညီယူအဲ့ဒီအချိန်မှာ conflict လို့ပြောတဲ့ကထောက်ကဆအဆင့်လေးတွေဖြစ်တဲ့ ဒီကလေးကလာပိုင်းကြတဲ့ချိန်မှာသူ့အသူလျှောက်သွားပြီဆိုရင် သူအရန်ပြောင်းနေပြီငါအောင်မြင်ပြီငါဘာငါသွားနိုင်ပြီဆိုတဲ့ပုံစံအဲ့တော့ဂျူးလူမျိုးနဲ့ခရစ်တော်ဂျာမာဒီလိုအဆင့်တစ်ခုကရောက်တဲ့ချိန်မှာတော့အဲကျန်တန်းတဲ့ဘက်ကူသွားတဲ့လူတွေကဖြစ်နိုင်ရင်သူ့ကိုတတ်ဖို့ပဲကြံစီနေကြတာဖြစ်တယ်လူတွေရဲ့တကယ်အခြေခံကြတဲ့လူတွေရဲ့စိတ်ဓာတ်ကဟိုယုံညံ့နေပြောတာပေါ့လို့တခုခုအဆင်မပြေရင်ရှင်းပလိုက်ခြင်းနဲ့ စင်မပြေရင်ရှောင်လိုက်ချင်းတယ်တို့တို့တိုက်တိုက်တာကိုဝင်ပြီးတော့အဲဒီခက်ခဲချင်းကိုမဖြတ်မချတန်းချင်းမနဲ့ရှောင်ချင်းနဲ့ရှင်းပလိုက်ချင်းနဲ့ဆိုတော့သိုးသားတဲ့လူတွေကမကောင်းတဲ့ဘက်ကိုအတွေးဝင်သွားရင်ကျွန်တော်တို့အပါဝင်ပေါ့နော်တခုခုအစင်မပြေဘူးဆိုလို့ရှင်ဘလို့အတွေးတွေရှိကြတယ်ဆိုတော့ကိုဒီနေ့ပထမပညာပါရမီကျမ်းမှာကျွန်တော်တို့အသေးစိတ်ကြားရတယ်သူ့သူဖျားလို့ပြောတယ်တဲ့ဖျားကသူ့ကိုကယ်ပစီလေ စိန်ခေါ်မှုတွေလာပြီစိန်ခေါ်တယ်။ဘုရားသခင်ဒီသူ့ရဲ့ဖားဖြစ်သည်ဝေး तू ကကြွားနေတယ်တဲ့တကယ်တော့ခရစ်တော်ကြွားနေတာတဲ့ငါအမှန်တရားကိုပြောတယ်ဆိုတော့သူတို့နှိတ်ချစွာနဲ့တူတူတိုက်တိုက်ဘုရားသခင်ဆရာတူလာတယ်ဆိုတော့ကိုဖျားရှိတယ်ဆိုတော့တုံသင်တဲ့အချိန်မှာအဲသူတို့နားလေတာကသူ့ကိုဖျားဆရာလာတယ်ဆိုပြီးကြွားနေတယ်တဲ့စလုံးတက်တာကကြွားတယ်ဆိုတဲ့စလုံးနဲ့အမြင်ကောက်အောင်တတ်ပလိုက်တာ လူလောကမှာဘုန်းကြီးဆက်ဆံရေးမကြည်တဲ့လူတွေ့ပြီဆိုလို့ရှိရင်သူနဲ့ပတ်သက်ပြီးပြောတဲ့အချိန်မှာကျွန်တော်တို့ကအဲ့လို negative ဆန်နဲ့မကောင်းတဲ့စကားတွေသူများဝိုင်းပြီးတော့အမြင်ကပ်ပစေဆိုပြီးတော့စလုံးလေးတွေရွေးပြီးတော့တိုက်ခိုက်တတ်တဲ့စကားနဲ့စားပြီးတော့သူ့ကိုသူကတအားကြွားတာအပူမကြိုးဘူးရုပ်ကိုကြည့်ပါလားဘယ်လိုစကားပြောတာဘုရားစားတာကြည်အောင်ဆိုပြီးတော့အဲမမကြည်ကျင်တဲ့လူဆိုင်ကျွန်တော်တို့ကအဲ့လိုအနုလက္ခဏာဆောင်သော သူ့ရဲ့ဂုံတိတ်ကောင်ကိုထိပါစေသောစကလုံးလေးကိုကျွန်တော်စားသုံးကြတယ်။သူ၏စကားများမှအမှန်တရားကိုဆောင်ရွက်ကြည့်ကြစို့တဲ့။ဒုတိယဆင့်ကပါလေသူပြောတဲ့စကားထဲမှာဘာတွေမှားမလဲ။အဲအဲ့ဒါကိုစောင့်ကြည့်နေတာ။စကား၁၀ခုပြောလို့၉ခုကမှန်နေပါစေခလုတ်တိုက်သွားတယ်။တစ်ခွလောက်ချော်ပြီးဆိုလို့ရှိရင်ဒါတွေ့တယ်မလား။အဲခုနပြောတဲ့အဲ့ဒါအချကောက်ယူထားပြီးတော့ဒီလူကဒီလိုပြောပါတယ်ဆိုတာ ဒါလူတိုင်းကအဲ့လိုစိတ်တက်လေးတွေကျွန်တော်တို့ရှိကြတယ်။ဝရိကာလမှာဆင်ကျင်မှုကသူများကိုကြည့်လို့မရတိုင်းစကားနဲ့ဖိဖိသူ့ကိုတေးဖြစ်မလား။ဟောသူလုတ်တဲ့ကောင်းတဲ့ကိုမှုရှိရကိုဘာဖြစ်လို့ခလုတ်တိုက်ပြီးမမြင်ကျင်တာလဲ။အဲ့တော့အပြစ်ကဟိုမှာရှိသလားကိုယ်စိတ်ထဲမှာရှိသလားဆိုတော့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့အတွေ့အကြုံသူကိုယ်တိုင်မိခဲတော့အဆုံးရောက်မလဲဆိုတော့ကိုစောင့်ကြည့်မယ်တဲ့။သူသွားပါစေတဲ့။တနေ့တော့ခလုတ်ထိမှာပဲဒုက္ခရောက်မှာပဲ။ ကြည်ရအောင်ဆိုတော့စောင့်ကြည့်နေတယ်မြဲတမ်းအကယ်၍ဖြောင်းမတ်သွားသူဆိုဘုရားသခင်သားဖြစ်ရင်တဲ့ဘုရားသခင်သူ့ကိုကောက်ွယ်ပါစေတဲ့ဒါစိန်ခေါ်တဲ့လို့ပဲသူ့သူဘုရားသားဆိုရင်ငါတို့သူ့ကိုပြဿနာလုံးမယ်ပြဿနာလုံးမယ်သူ့ကိုရန်သူတို့ကြီးလက်မှဘုရားကလာကယ်ပါစေဘောကွာအဲ့လိုမျိုးသူတွေနူးညံ့သိမ်မွေးသောစိတ်ရှိမရှိတဲ့တက်တေပြရန်သူဤတိခန့်ခြင်းကိုဆန်းတရံအတွက်သူ့ကိုအဆက်ခွဲခြင်းနဲ့ညင်ပန်းနှိမ့်ဆက်ခြင်းတို့ဖြင့်ဆန်းတကြမယ် အဲ့တော့တပည့်တော်ကရှက်ခွဲမယ်ညင်ပန်းနှိပ်စက်မယ်ဒီလိုစမ်းကြည့်အောင် तू ကဘယ်လောက်စိတ်ရှည်တာလဲဘယ်လောက်ပါရမီရှိတာလဲအဲ तू ပြဿနာတက်တက်ရှင် तू ဖျားဆိုရင်ဖျားဆင်းလာပြီးကဲမလာစမ်းသက်ကြည့်အောင်အရှက်ခွဲကြည့်အောင်ညင်ပန်းနှိပ်စက်ရအောင်အကုန်လုံးကလုံမဲ့လူတွေရဲ့စိတ်စိတ်ထားရင်းကိုကြည့်လိုက်ရင်အကောင်တစ်ခုမှမကြံတော့ဒါကကျွန်တော်တို့ကဒီလူတွေရပါလဲ emotion ခံစားမှုရဲ့လွမ်းမိုးမှုကိုခံလဲရတဲ့အတွက်စင်ကျင်တို့တရားကမရှိတော့ဘူး ါအင်မတန်သတိထားမယ်ကိစ္စအကြောင်းအရာတကုတ်ဆုံးပြတ်တဲ့ချိန်မှာငါခံစားမှုနဲ့ဒေါသစိတ်လားမခံခြင်းစိတ်လားမနာလိုစိတ်လားဒီလိုစိတ်ရဲ့ခံစားမှုနဲ့ငါလွမ်းမိုးပြီးတော့အရာရာကိုမြင်နေပြီလားဆိုတာကိုသတိထားမယ်အဲ့ဒီအရာကြီးကခေါင်းပေါ်ကိုမြင်းစည်းလို့တက်စည်းထားရင်ငါတို့ကလူဘဝကိုမှန်မှန်ကန်ကန်မတီးမတီးဆောက်နိုင်ဘူးသူ့ကိုအရှက်တကွဲသေးစေရန်စင်ရင်ကြဆိုတဲ့ဟော ရည်ရွယ်ချက်ရည်ရွယ်ရာကိုကတက်တက်ကိုအချက်တကွက်သိဖို့စီရင်ကြရအောင်ဆိုတဲ့မကောင်းတဲ့စိတ်ကပေါက်ဖွားလာတဲ့ဇကားတွေသူရည်ဇကားတိုင်းဘုရားသခင်သူ့ကိုဆောင်းလျှောက်လိမ့်မည်ဦးဘုရားတရားမဲ့သူတို့သည်တွေးမြင်နေကြ၏တဲ့ပထမကျမ်းစာမှာဘုရားမရှိတရားမရှိတဲ့လူတွေရဲ့အတွေးခေါ်ကအဲ့လိုအဲ့တော့လူကောင်းတယောက်အသက်ရှင်ရတာမလွယ်ဘူးငါတို့ကငါတို့ဆိုးသွမ်းမှုတွေမှာဆိုးဆိုးကောင်းကောင်းအေးအေးဆေးဆေးနေတဲ့ ူကလာပြီးဒါမကောင်းဘူးဒါကောင်းတယ်ဆိုတော့ကိုထောက်ပြတဲ့ချိန်မှာကောမကောမဖြစ်တယ်အတန်ဝိုင်းကိုကောမကောမဖြစ်အောင်လုပ်တယ်အဲအဲ့ဒါကိုမကြည်တာကောင်းသောသူကဒီလိုလောကထဲမှာအသက်ရှင်ရတာမလွယ်ဘူးမဖြစ်နိုင်ဘူးကောင်းရင်လည်းအုပ်စုဖွဲ့ဝိုင်းဖွဲ့ပြီးတော့လုပ်ပြစ်ကြရတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကကောင်းမှုတစ်ခုကိုလုပ်ဖို့လာပြီးဆိုလို့ရှိရင်မကောင်းတဲ့ဘက်ကိုအတိတ်ဘက်ဖွင့်ပြီးသဘောက်လင်းလင်းပြောတဲ့လူဆိုတာရှိမှာပဲ ဲ့တော့ဒီရှိဒီခေတ်မှာဆိုရင်ဒါဆိုရှယ်မီဒီယာမှာကြီးနိုင်တယ်အကောင့်ဘက်ကိုအဆိုးဘက်ကိုအမျိုးမျိုးသောကောင်းမန့်တွေရေးပြီးတော့ဖတ်ရင်တိတာတယ်ဖြစ်စဉ်ကိုသူကတကယ်သုံးသပ်နေတာလားမဟုတ်ဘူးအောက်မှာရေးထားတဲ့ကိုယ်လုံးကရေးတဲ့လူရဲ့စိတ်နဲ့သဘောထားကို ပြနေတာရေးတဲ့လူရဲ့သဘောထားကိုပြနေတာစကားတခုပြောတဲ့ဆိုလို့ရှိရင်အဲ့ဒီစကားနောက်ကွယ်မှာပြောတဲ့လူရဲ့စိတ်နဲ့သဘောထားက60ရာခိုင်နှုန်းပါတယ်တုံတောင်အမှန်တရားကိုသုံးသပ်တဲ့လူကားသာ ရာဂိုင်းလုံးမိမိအမှန်ကိုမြင်နိုင်မယ်ခံစားမှုနဲ့ပြောတဲ့လူကသူ့ထဲမှာပောက်ခွဲရင်မချိနိုင်မချိနိုင်တဲ့စကားကြီးပဲထွက်နေမှာပဲဟောသူ့စိတ်ထဲမှာအင်မနာကောင်းတယ်လို့ဖီလင်ဝင်သွားပြီးဆိုရင်အဲ့ဒီဖီလင်ထဲမှာကောင်းနေပြန်ရောဒါမျိုးတွေကပြောတဲ့လူရဲ့စိတ်နေသဘောထားကို60ရာဂိုင်းလုံးပြအဲ့တော့ဒီနေ့ခရစ်တော်ကိုနော်ဒီလိုမျိုးခရစ်တော်ကဖျားတရားဆရာမှာဟောဘောတင့်တယ်ပဲတရားဟောတော့ဘေးလူတွေကကြည့်ပြီးတော့သူတို့ဖမ်းဖို့တတ်ဖို့ကြံနေတာသူမို့လား အခုဘိမ့်မတော်တိုင်းမှာပေါတင်ကြီးဒီမှာသွာလာနေတာတယောက်မှမဖမ်းပါလားအကြီးကဲတွေလည်းသူခရစ်တော်မှန်သိသွားလို့လားစသဖြင့်မိကုံပေါင်းများစွာကိုဘေးပရိသတ်ကကြီးပြီးတော့ခရစ်တော်ကိုကောင်းမန်းတွေပေးပြီးဝေဖန်နေကြတယ်အဲ့တော့ကျွန်တော်တို့ကကိုယ်စိတ်ကိုဝါရင်းကာလမှာစမ်းစစ်သတိထားမဲ့ချက်ကနော်စိတ်ထဲမှာမကောင်းမြင်တဲ့အတွေးဝင်သွားရင်နော်ပါဆက်ကမကောင်းလာရွေးပြောတော့မှဒီလူတယောက်ကိုကိုကြီးလို့မရဘူးဆိုရင် အကောင်ပြောဖို့ဆိုတာဘဇက်ကမပွင့်တော့ဘူးဆိုတာကတေချာတည်ရမယ်အမှန်တရားကအမှန်ပဲဒါပေမဲ့အမှန်ကိုအမှားဖြစ်အောင်ပြောင်းလဲဖြစ်နိုင်တဲ့စိတ်တက်ကမုံကြောက်ခဲကို မုံဖြစ်ဖို့ပြောင်းပါဆိုတဲ့နတ်ဆိုးရဲ့နောက်ဆက်ခြင်းလို့ကျွန်တော်တို့ပြောလို့ရတယ်ကြောက်ခဲကိုမုံဖြစ်အောင်ပြောင်းလို့ပဲလူတယောက်ရဲ့အကောင်ကိုမကောင်းဖြစ်အောင်ပြောင်းလိုက်တတ်တဲ့အပုပ်စိတ်တွေကကျွန်တော်တို့စိတ်ထဲမှာဝင်သွားနိုင်တယ်ဒါကိုသတိထားမှဖြစ်တယ်အမှန်တရားကိုစဉ်းစားသုံးသပ်ပြီး မန်ကန်နဲ့လမ်းကြောင်းပေါ်မှာကျွန်တော်တို့ရှောက်လမ်းရင်းနဲ့သူတို့ဘာကိုလဲကူညီဖေးမတဲ့စိတ်စိတ်ဓာတ်မျိုးကိုကျွန်တော်တို့ရရှိပိုင်ဆိုင်နိုင်အောင်ခရစ်တော်ရဲ့စိတ်ဓာတ်ခရစ်တော်ရဲ့မေတ္တာကရုဏာယေရှုရဲ့နှလုံးတော်ဒီလိုနှလုံးတော်ကိုကျွန်တော်ပိုင်ဆိုင်နိုင်အောင်ကြိုးစားကြပါစို့